ဂျော်ပရီယာလိုဂျပူလေးနဲ့လိုက်ဝေတက်မှာဆင်းထိုးစရာအကြောင်းမရှိဘူး။တတိရှိရင်ဝက်ဒါဝိတ်ကိုတက်လာခဲ့ဆိုပြီးစိန်ခေါ်လိုက်တဲ့မာဂါချက်ဖ်ပြည်သမျှအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်ဆက်နေပါတယ်။ UFC ရဲ့နောက်ဆုံးရသတင်းတွေထဲမှာအစ္စလာမာဂါချက်ဖ်နဲ့အီလီယာဂျော်ပရီယာရဲ့စကားစစ်ထိုးပွဲကလည်းပြည်သူတွေကိုစိတ်ဝင်စားရှိစေတဲ့အကြောင်းအရာတစ်ခုပါပဲ။ဂျော်ပရီယာကလည်းမာဂါချက်ဖ်ကိုအခွင့်ကြောင်းဝင်ကြုံတို့တောက်လျှောက်လေးတိုက်နေတာပါ။တကယ်လို့ခုရှင်မြိုင်ကစားသွားမဲ့ UFC 322မှာသာမာဂါချက်ဖ်ကမက်ဒလနာကိုရှုံးနိမ့်သွားခဲ့လို့ လိုက်ဝိတ်တန်းကိုပြန်ဆင်းလာရင်တောင်မှသူစီကချန်ပီယံကပ်ဘက်ကိုတန်းပြီးတော့စိန်ခေါ်ခွင့်ရမှာမဟုတ်ဘဲချားဖိုက်တာတွေရဲ့နောက်မှာတန်းစီရမယ်လို့တိုပူရီယာကပြောလာခဲ့တာပါဒီစကားကိုမာကာချက်ကကျွန်တော်ကဘာလို့ဝိတ်တန်းပြန်ဆင်းပြီးတော့ဒီဂျပူလေးတိုပူရီယာနဲ့ထိုးရမှာလဲကျွန်တော်တရား55ပေါင်ဝိတ်တန်းမှာအကုန်လုံးအွန်လိုင်းယူခဲ့ပြီးပါပြီတကယ်လို့သူတိုပူရီယာကဝိတ်တန်းတက်ထိုးကျင်နေဆိုရင်ထိုးလိုက်ကြတာပေါ့ကျွန်တော်ကတော့ဒီဝိတ်တန်းမှာအဆင်သင့်ပါပဲဆိုပြီးတော့ပြန်လဲတုံပြန်ပြောဆိုလာခဲ့ပါတယ် မာကာချက်ဖြက်ဒီစကားဟာသူ့ရဲ့ချန်ပီယံဆိုတဲ့နေရာနဲ့သူ့ရဲ့စိတ်ဓာတ်ကိုပြေဝဖော်ပြနေပါတယ်ကျွန်တော်155ပေါင်ဝိတ်တန်းမှာအကုန်လုံးကိုနိုင်ယူခဲ့ပြီးပြီလို့ဆိုပါတယ်ဒီစကားရဲ့အနှစ်သာရကပါပါလေမာကာချက်ဟာသူကျင်လည်ခဲ့ပြီးတဲ့ live ဝိတ်တန်းမှာအရာအလုံးကိုစွမ်းဆောင်ပြခဲ့ပြီးဖြစ်ပါတယ်သူ့ရဲ့ record ကစကားပြောနေပါတယ်အဲဒါကြောင့်လည်း live ဝိတ်တန်းမှာသူလှုပ်ရှားရှိတာတွေအလုံးကုန်ပြီလို့မှတ်ယူကာမာကာချက်က weather ဝိတ်တန်းကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ် weather ဝိတ်တန်းရဲ့ချန်ပီယံကပ်ကိုရယူနိုင်ဖို့ဆိုတာကမာကာချက်ရဲ့အိမ်ကြီးမှာရည်မှန်းချက်ဖြစ်ပါတယ် တကယ်လို့ခုရှိမြိုင်ထိုးတက်သွားရမယ်မဒလနာနဲ့ပွဲမှာရှုံးသွားသည်ဖြစ်စေနိုင်သွားသည်ဖြစ်စေမာဂါချက်ကဝေဒဝိတန်းမှာပဲဆက်လက်ကျင်းလည်နေဖို့ဆုံးဖြတ်ထားတာပါနိုင်သွားရင်လည်းသူ့ရဲ့ချန်ပီယံကပတ်တွေကိုဆက်ဘရော့ကာကွယ်သွားမယ်ရှုံးသွားရင်လည်းချန်ပီယံကပတ်ရသည်ထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်မာဂါချက်ရဲ့ဒီစကားတွေရအလိုမြင်တွေ့နေရပါလိမ့်ချန်ပီယံတယောက်အနေနဲ့သူဟာသူ့ဝိတန်းကိုကာကွယ်ဖို့အတွက်နောက်ပြီးသူ့ကုံတရင်းကိုထိန်းသိမ်းဖို့အတွက်အဓိကတာဝန်ရှိပါလိမ့်ချာဝိတန်းကိုပြောင်းမလို့ထိုးဖို့ဆိုတာသူ့အတွက်ရွေးချယ်စရာမဟုတ်တော့ပါဘူး ဒါကမာနာကြီးတာမဟုတ်ပါဘူးသူ့ရဲ့ယာရုနဲ့တမိုင်းချောင်းပေါ်မှာတစ္ဆာရှိမှုဖြစ်ပါလေအာကစားတိုင်းမှာအိမ်ကွင်းဆိုတာရေးပါပါလေမကာချက်ကသူ့ရဲ့ခနာကိုဝိတ်ချိန်ရ weather weight တန်းနဲ့ပိုးတော့တင်းလျော်ပါလေအဲဒါကြောင့် weather weight ဟာသူ့ရဲ့အိမ်ကွင်းဖြစ်နေပြီလို့မကာချက်ကပြောလာခဲ့တာပါဒီ weight တန်းမှာသူ့ရဲ့နီးပြူဟာအာသာချက်တွေခနာကိုရဲ့လိုက်လျောညီထွေဖြစ်မှုတွေအကောင်းဆုံးဖြစ်နေပါလေ weight တန်းပြောင်းနေဆိုတာဒီအာသာချက်တွေအားလုံးကိုဆွန့်လိုက်လို့ဖြစ်သွားမှာပါကျွန်တော်ကတော့ဒီ weight တန်းမှာအစင်တင်းပါပဲဆိုတဲ့စကားဟာသူ့ရဲ့ယုံကြည်မှုပြင်းတဲ့အတ္တိတရားရှိမှုကိုဖော်ပြနေပါလေ UFC ရဲ့တမိုင်းကြောင်းမှာချန်ပီယံဟာစံပြဖြစ်ပါ रे စိန်ကောသူဟာချန်ပီယံရှိတဲ့နေရာကိုတွားရမှာပါမာကာချက်ဖြက်ယီမန်ချက်ကရွယ်ချက်ကရိုးရှင်းပါ रे မာကာချက်ဖြက်ယက်တီချက်ကရိုးရှင်းပါ रे မင်းကငါချန်ပီယံစုကိုလိုချင်တယ်ဆိုရင်ငါရှိတဲ့နေရာကိုမင်းလာပါဆိုပြီးတော့ဖြစ်ပါ रे ဒါကဒိုပရီယာကိုသတိပေးပြောကြားလိုက်တာပါငါရှိတဲ့နေရာကိုမင်းလာပါဆိုပြီးတော့ဒိုပရီယာကိုသတိပေးပြောဆိုလိုက်ပါ रे ဒိုပရီယာကတော့အလုံးမဟုတ်ပါဘူးသူဟာ UFC ရဲ့နှစ်ထပ်ကွန်းချန်ပီယံအသစ်စတားအသစ်ဖြစ်ပါ रे သူဟာမာကာချက်ကိုအခွင့်ကြုံရင်ကြုံတယ်လို့မျိုးတောက်လျှောက်လေးကြိုက်နေတယ်ဆိုတာ သူမှရှိရမယ်စိတ်တက်ပါပဲဒေါပူရီယာကမီဒီယာကိုအသုံးချပြီးတော့စိတ်ပညာစစ်ပွဲဝင်နေတာပါသူကမာဂါချက်ရှုံးသွားရင်သူစီကချန်ပီယံကပတ်ကိုတန်ပြီးစိန်ခေါ်ခွင့်ရမှာမဟုတ်ဘဲနဲ့ချာဖိုက်တာရဲ့နောက်မှာတန်းစီရမယ်လို့ကြိုတင်ချင်းချောက်ထားပြီးသားလည်းဖြစ်ပါတယ်ဒါဟာမာဂါချက်အပေါ်မှာဖိအားပေးဖို့ဖြစ်ပါတယ်မင်းရှုံးရင်မင်းရဲ့တံမိုးကြသွားမယ်ဆိုရဲမက်ဆေ့ချ်ပေးတာပါဒီလိုစကားမျိုးတွေကပရိသတ်တွေကိုဆွဲဆောင်နေပါ ರಿ ။ဘာဖြစ်မလဲဆိုရဲစိတ်ဝင်စားမှုကိုလည်းဖြစ်ပေါ်စေပါ ರಿ ။ဒါကခေတ်စ်ဖိုက်တာတွေရဲ့မီဒီယာကိုအသုံးချနေပါပဲ။ အကျုပ်ဆိုရရင်တော့ UFC 322မှာဘာဆက်ဖြစ်မလဲဆိုတာမသိသေးပါဘူး။ဒါပေမဲ့ဒီဇလန်ကတော့ UFC သမိုင်းမှာထူးခြားတဲ့အခန်းတစ်ခန်းဖြစ်ရှိနေမှာဖြစ်ပါတယ်။သူတို့ဘွဲကဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့လည်းကိုယ့်ရဲ့ဘွားမှာချန်ပီယံတစ်ယောက်ဖြစ်ရည်တည်နိုင်မှုကြိုးစားရမှာပါ။အစုံနီးလိုက်ပါကြီးရှု ပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။